ထမင်းစားခြင်းရဲ့စုစုများနဲ့တမိုင်းဝင်အယူအဆလွဲမှားမှုများမြမအစားစာရင်ကျင်းမှုမှာထမင်းဟာအလွန်အမင်းအဓိကနေရာယူထားပါတယ်။သို့တော်မြမလူမျိုးအများစုက ထမင်းကိုအလွန်ကြုံစားသုံးရခြင်းရဲ့နောက်ွယ်မှာစီပွားရေးဆိုင်ရာကျွမ်းအားနိုင်ငံတော်ရဲ့မူဝါဒအချို့နဲ့ရိုးရအယူအဆလွဲမှားမှုတွေရှိနေခဲ့ပါတယ်။ထိုလေးခြင်းများကြောင့်ဖြစ်ပေါ်လာတဲ့ကျမကြီးဆိုင်ရာစိုးကျိုးများကို ။တမိုင်းနောက်ခံနှင်းတကွာဆင်ခြင်သုံးသက်ကြည့်ရအောင်။ထမင်းအလွန်ကျွန်းစားခြင်းဤနဲ့နေသော ကျမ်းမာရေးဆိုင်ရာစူးကျူးများထမင်းအထူးသဖြင့်ဆန်ဖြူသည်ရိုးရှင်းသောကာဘိုဟိုက်ဒရိတ်စင်ဘောကာဘိုဟိုက်ဒရိတ်ဖြစ်ပြီး၎င်းကိုအလွန်အကျွံစားသုံးခြင်းဖြင့်ခန္ဓာကိုယ်၏စနစ်အမျိုးမျိုးကိုထိခိုက်စေပါသည်။ကာကြီးတွေးတွင်းတကြားတတ်နှင့်နာတာရှိရောက်ရမ်းမှု စီးကျိုနှင့်အင်ဆူလင်ပြဿနာ ထမင်းသည်ဂလိုင်ဆင်မစ်အညွန်ကိန်း GI အလွန်မြင့်မားသောကြောင့်စားသုံးပြီးပြီးချင်းတွေးတွင်းတကြားဓာတ်ကိုရုတ်တရက်ခုန်တက်စေသည်ဤသို့မကြခဏခုန်တက်ခြင်းကြောင့်အင်ဆူလင်ခံနိုင်ရှိမှု insulin resistance ဖြစ်ခါစီးကျိုမျိုးစားနှင့်ဖြစ်လာစေသည်နှလုံးသွေးကြောထိခိုက်မှု insulin နှင့်တကြားဓာတ်အမြဲမြင့်တက်နေခြင်းက ခန္ဓာကိုယ်တွင်နာတာရှည်ရောင်ရမ်းမှု chronic inflammation ကိုဖြစ်စေပါသည်။၎င်းရောင်ရမ်းမှုကသွေးကြောနှံ့ရံများကို ထိခိုက်စေပြီးနောက်ဆုံးတွင်သွေးဒိုနှလုံးရောဂါနှင့် လေဖြတ်နိုင်ခြင်းကိုမြင့်တက်စေပါသည်။ခါခွေအဟာရရော့နယ်မှု empty calories ဗီတာမင် B ချို့တဲ့ခြင်းဆံကိုဖုတ်ပြီးဖြူဖွေးသွားအောင်ကျင့်လိုက်သည့်အခါ ဖွဲနှုဘရန်နှင့်ပိုလောင်ဂျမ်တို့ပါကွာသွားသည်၎င်းစိတ်ပိုင်းများတွင်အဓိကပါဝင်သော B1 ထိုင်ယာမင်း B3 နိုင်ယာစင်နှင့်အမြင့်တက်ဖိုင်ဘာများစွာဆုံးရှုံးသွားသည်ထို့ကြောင့်ဆန်ပြူတမင်းသည့်အာဟာရဓာတ်လုံးဝမပါဝင်သောကယ်လိုရီများ empty calories သာဖြစ်ပြီးဝမ်းပိုက်ပြီးတော့လည်းခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သောအာဟာရများချို့တဲ့နေစေသည်ခန်းငယ် ဥလန်းချောင်းနှင့်အစာချေစနစ်ပြဿနာများဝမ်းချုပ်ခြင်းစံပြူသည်အမြင့်ဓာတ်ဖိုက်ဘာလုံးဝနှိပါကင်းမဲ့သည်အမြင့်ဓာတ်မရှိသောကြောင့်ဥလှုပ်ရှားမှုနှေးကွေးပြီးဝမ်းချုပ်ခြင်း constipation ပြဿနာကိုဖြစ်ပေါ်စေပါသည်ဥမကြီးကျမ်းမာရေးဥမကြီးတွင်ရှိကျမ်းမာရေးကောင်းစေသောဘက်တီးရီးယားများ gut microbiome ဖြစ်ဖွံ့ဖြိုးရန်အတွက် အမြင်ချက်ကိုလိုအပ်သည်ထမင်းအလွန်ကျွမ်းစားခြင်းသည်ဤဘက်တီးရီးယားများကိုအားနည်းစေပြီးအစာမကြည့်ခြင်းနှင့်ဥလံချောင်းဆိုင်ရာ ရောင်ရမ်းမှုများကိုဖြစ်ပေါ်စေပါသည်ကာကြီးဝိတ်တက်ခြင်းနှင့်စွမ်းအင်ကြာဆင်းခြင်းပိုရှင်သောကာဘိုဟိုက်ဒရိတ်များသည့်ခန္ဓာကိုယ်တွင်အဆီဖက်အဖြစ်သို့ပြင်းပြန်စွာပြောင်းလဲစုဆောင်းခံရပြီးဗိုက်ပူခြင်းကိုဖြစ်စေသည် ထမင်းစားပြီးနောက်တကြားတဲ့ရုတ်တရက်ကြဆင်းသွားတော့အခါနိုင်မြင်ခြင်း energy crash နဲ့အာယုံဆိုင်မရခြင်း brain fog များဖြစ်ပေါ်စေသည်ထမင်းကတကြားတဲ့ကိုလျင်မြန်စွာကြစေတဲ့အတွက်ပို့ပြီးဘိုက်စာလွှဲစေပါတယ်ဒါကြောင့်ထမင်းအများကြီးစားပြီးရင်တောင်းမကြခင်မှာမုန့်တွေအချို့တွေထပ်စားခြင်းစိတ်ဖြစ်ပေါ်ပြီးလိုအပ်တာထက်ပိုတဲ့ကယ်လိုရီတွေခန္ဓာကိုယ်ထဲဝင်လာပါတယ်နှစ် ထမင်းကိုအဓိကအစားအစာဖြစ်စေခဲ့သော နောက်ခံသမိုင်းနှင့်အယူအဆများမြမလူဖွဲ့စည်းတွင် ထမင်းကိုအတိုင်းအစားမရှိစားသုံးရန်တိုက်တွန်းအားပေးခဲ့သည်။လွဲမှားသောယူဝါဒများနှင့်စီးပွားရေးဆိုင်ရာအချက်များရှိခဲ့သည်။ကာဂျီထမင်းစားမအားရှိသည်ဟူသောယုံကြည်ချက်လွဲမှားသောယူဝါဒမြမကြီးလက်ဒေသများတွင်ထမင်းဝဝစားမအားရှိမီအလုံးလုံးနိုင်မီ ဟူသောအယူဆသည်ဆွဲမြဲနေခဲ့သည်အမှန်တကယ်စွမ်းအင်နှင့်ကြွက်သားဓာတ်ကိုတိစောက်ပေးသည့်ပရိုတိန်းနှင့်အဆီကောင် healthy fats များထက်ဈေးသက်သာသောကာဗိုဟိုက်ဒရိတ်ကိုသာအားထားရန်သွန်သင်သလိုဖြစ်ခဲ့သည်။ရလတ်ထမင်းအပြင်အသားငါအဟင်းသီးဟင်းရွက်များကိုအလွန်ကြုံမစားရသေးပဲထမင်းကိုသာ ပမာဏများများစားသုံးခြင်းဖြင့်ဘိုက်ပြည့်အောင်ဖြည့်ဆည်းခြင်းကိုဦးစားပေးခဲ့သည်။ခါခွေ နိုင်ငံတော်၏မူဝါဒနှင့်စီးပွားရေးတွန်းအားစီးပွားရေးဖိအားနှစ်ပေါင်းများစွာကြာအောင်မြန်မာနိုင်ငံသည်အာရှ၏စပကြီးအဖြစ်ရပ်တည်ရန်ဆန်စပါးထုတ်လုပ်ရေးကိုသာအဓိကထားသောမူဝါဒများကျင့်သုံးခဲ့သည်ထိုကာလများတွင်ဆန်သည်အလွယ်တကူရရှိနိုင်ဆုံးနှင့်ဈေးသက်သာဆုံးသောစွမ်းအင်အရင်းမြစ်ဖြစ်ခဲ့သည်အစာထိုးရန်ခက်ခဲခြင်းစည်သောလူဒန်းစားအတွက်ဈေးကြီးသောပရိုတိန်းဓာတ်အသားငါးပဲနှင့် ဗီတာမင်ကျွေးဝသောဟင်းသီးဟင်းရွက်များကိုထမင်းပမာဏလျှော့ကစားသုံးရမှာစီးပွားရေးအရာမတက်နိုင်သောဇင်ခံမှုဖြစ်ခဲ့သည်ထို့ကြောင့်ထမင်းကိုဟင်းဖြင့်အတအရာမြည်ဆန်းစားသုံးခြင်းမဟုတ်ပဲထမင်းကိုအများကြီးစားပြီးဟင်းနဲ့မျိုးချခြင်းပုံစံသည်ဓလေ့တစ်ခုလိုဖြစ်လာခဲ့သည်၃နိဂုံးချုပ်စစ်မှန်သောကျမ်းမာရေးအတွက်အစားအသောက်ပြောင်းလဲမှု ကျွန်ုပ်တို့ရဲ့ဘိုးဘွားပြပင်တွေဟာစီပွားရေးရဖိအားပေးမှုနဲ့လွဲမှားတဲ့အယူအဆများကြောင့်ချမင်းကိုလွန်ကျွန်စားတောက်လာကြရခြင်းဖြစ်ပါတယ်။သို့သောယနေ့ခေတ်တွင်ကျမ်းမာရေးဆိုင်ရာအသိပညာများတိုးတက်လာသည့်နှင့်မျှထိုလေ့ကျင့်များကိုပြုပြင်ပြောင်းလဲရန်လိုအပ်လာပြီဖြစ်သည်။လက်တွေ့ကြတော့ဖြစ်ရှင်နီပမာဏလျှော့ပါသမင်းစားတဲ့အခါပကံလုံးတစ်ဝက်သုံးမဟုတ်သုံးပုံတစ်ပုံကိုသာစားသုံးပါ ဦးစားပေးပြောင်းလဲပါဟင်းသီးဟင်းရွက်ပဲမျိုးမျိုးနှင့်ပရိုတိန်းတို့ကိုဦးစားပေး၍ထမင်းကိုအရန် side dish တစ်ဖွဲသာစားသုံးရန် ပြောင်းလဲသင့်ပါသည်အထူးသဖြင့်ဆန်လုံးညို brown rice ကိုရွေးချယ်ခြင်းဖြင့်အမြင့်တဲ့နှင့်ဗီတာမင်များကိုပိုမိုရရှိစေပါသည်အစာအာဟာရကိုဉာဏ်ပညာဖြင့်ရွေးချယ်သုံးဆောင်ခြင်းသည်သာကျွန်ုပ်တို့၏မျိုးဆက်သစ်များအတွက်ကျန်းမာရေးဆိုင်ရာအမွေအကောင်းကို ပေးစွမ်းနိုင်ပါလိမ့်မယ် ရှူပါဟပ်သမင်းဆွဲခြင်းကိုကျမရင်းနဲ့ညီညွတ်စွာဖျက်တောက်ခြင်းတသမင်းဆွဲသူသည်ဆေးဆွဲနေသူကဲ့သို့ခံစားနေရခြင်း၏အမှန်တရား မြန်မာလူမျိုးများစုနေစဉ်ကြုံတွေ့နေရတဲ့လက္ခဏာတစ်ခုရှိပါတယ်။ချမင်းကို အချိန်လွန်သွားလို့မစားရရင်ကတုံကင်းဖြစ်တာ အသားတွေတုံတာယူးကျင်တယ်လို့ဒေါသထွက်တယ်လို့စိတ်တွေရိုင်နာတွေဖြစ်ပါတယ်။ဒါဟာရိုးရိုးပိုက်စားတာမဟုတ်ပါဘူး။အမှန်တရားကိုရင်ဆိုင်ရပါမယ်။ချမင်းမစားရတဲ့သူတယောက်ဟာဆေးဆွဲနေသူတယောက်ဆေးမတုံရတယ်လို့အယက်သမားတယောက်ရင်မတောက်ရတယ်လို့ခန္ဓာကိုယ်ရဲ့ပြင်းထန်တဲ့ဆန္ဒပြမှု withdrawal symptoms ကိုခံစားနေရတာပဲဖြစ်ပါတယ်။ကတုံကရင်ဖြစ်ရခြင်းဤသိပ္ပံနည်းကြအဖြစ် the spike and crash ကျွန်တော်တို့စားသုံးတဲ့သမင်းပြူဟာ pure carbohydrate ဖြစ်ပါတယ်။အမြန်ဆုံးအဆိပ်တက်ခြင်းသမင်းစားပြီးသည့်နှင့်သွေးတွင်တကြားတဲ့ glucose သည် အလွန်လျင်မြန်စွာထိုးတက် spike ဖြစ်သွားပါသည် အင်ဆူလင်အလွန်ကျုံထွက်ရှိခြင်းခန္ဓာကိုယ်ကထုတ်လွန်ခဲ့သောတရားဓာတ်ကိုလျင်မြန်စွာ ထိန်းချုပ်ရန်အင်ဆူလင်ကိုအတင်းအာတမထုတ်လွှတ်ပါသည်အစိတ်ဖြတ်သလိုခံစားရခြင်းထို့အင်ဆူလင်လွန်ခဲ့မှုကြောင့်သွေးကျဉ်တရားဓာတ်သည်မူလပမာဏထက်ရုတ်တရက်ပြင်းပြင်းထန်ထန်ပြန်ကျဆင်းသွားသည် crash hypoglycemia မှတ်ချက် ထိုတကြားတက်ပြင်းထန်စွာကြဆင်းခြင်းသည်သာကတုံကင်ဖြစ်ခြင်းစိတ်ခံစားချက်ရိုင်းနေခြင်းစသည့်မူရစ်ဆေးဖြက်လက္ခဏာများကိုဖြစ်ပေါ်စေသောအဓိကအကြောင်းရင်းဖြစ်ပါသည်ထို့ကြောင့်တင်ချမင်းကိုဆွဲနေပြီဖြစ်ကြောင်းဝန်ခံလိုက်ပါနေ့ရှေးလူကြီးများ၏ပညာမဲ့မိခွန်များကျွန်တော်တို့မြန်မာလူမျိုးတွေဟာပညာမတတ်ခဲ့တဲ့ရှေးလူကြီးတွေရဲ့အယူဆဟောင်းများကိုဆက်လက်လက်ခံကျင့်သုံးနေကြဆဲပါ ။ထမင်းကိုကျမရေရလျှော့ချရင်ဆွေးနွေးလိုက်လေအများစုကထမင်းမစားရင်ချိစားမှာလားဆိုတဲ့ရင့်တည်တဲ့အမေမျိုးကိုမေးလို့ရှိကြပါတယ်။လောကရင်ထမင်းဆိုတော့အစားအစာတစ်ခုတည်းရှိသည်မဟုတ်ပါ။ကျွန်တော်တို့ဒီလူငယ်ပိသားစွာအမြင်ကျဲတဲ့မှာသည်သမီးအားကိုခြင်းနှင့်အသိဉာဏ်နေပါမှုများရှေးအယူဆ၏အမှား ထမင်းစားမအင်အားထမင်းစားမဝမ်းပြည့်ဆိုတဲ့ဆွဲချက်ဟာလုပ်ခဲ့တဲ့နှစ်ပေါင်းများစွာကခန္ဓာကိုယ်ပင်ပန်းရတဲ့လေယာဉ်လုပ်ငန်းခွင့်အတွက်သာတင့်တော်ခဲ့ပါတယ်။ခေတ္တအမှန်တရားယနေ့ခေတ်စပွဲမှာထိုင်ပြီးလှုပ်လှုပ်ရတဲ့ဘဝမှာထုံမြလောက်များပြားတဲ့ကာဗိုဟိုက်ဒရိတ်မလိုအပ်တော့ပါ။ပညာမဲ့ခြင်းရလက်ထမင်းဖြူကိုယ်သာအားကိုးခြင်းသည်ခန္ဓာကိုယ်ကိုလိုအပ်သောအမြင့်တန်ဖိုက်ဘာ အစီကောင်းနှင့်ပြည့်ဝသောပရိုတိန်းတို့ဖြင့်ဖြည့်ဆည်းပေးခြင်းကိုညှင်းပယ်ခြင်းဖြစ်ပြီးစီးကျိုသွေးကြိုးနှင့်အဝလွန်ခြင်းကဲ့သို့သောယောဂများကိုလက်ဆင့်ကမ်းအမွေပေးနေခြင်းပင်ဖြစ်ပါသည်။၃ထမင်းဖြတ်ခြင်းဖြင့်ယောဂကင်းဝေးပြီးစိတ်တည်ငြိမ်လာမည်နီလန်။ဆေးဖြတ်သလိုမခံစားရစေဖို့ထမင်းကိုလုံးဝမဖြတ်ပါချက်ချင်းလုံးဝမဖြတ်ပါနဲ့။ ကျမရင်းညညွတ်တော်စာဒုစာများဖြင့်အစာထိုးခြင်းကအကောင်းဆုံးနည်းပြဟာဖြစ်ပါတယ်။ထမင်းစာပါတွေစားလို့ရမလဲ။ကျမရင်းညညွတ်တော်အစာဒုစာများတအမြင့်ဓာတ်ကြွယ်ဝသောအစာဒုကာဗိုဟိုက်ဒရိတ်ဆန်လုံးညူ brown rice အုတ်ကြုံ oats အာတာချက်သွေးတွင်းတခြားဓာတ်ကိုနှေးကွေးစွာတက်စေပြီး အင်ဆူလင်ရုပ်တရက်အတက်ကျမဖြစ်အောင်ထိန်းချုပ်ပေးသည်နှစ်ကစီတဲရှိဟင်းသီးဟင်းရွက်များကစုံဥရွှေဖုံသည်ပိန်ဥပြောင်းဘူးအာတာချက်ထမင်းထက်အမြင့်တန်းနှင့်ဗီတာမင်များပိုမိုကျော်ဝသည်ထမင်းပမာဏကိုလျှော့ပြီး၎င်းတို့ကိုအစားထိုးခြင်းဖြင့်ပိုက်ပြည့်စေသည်၃ပရိုတိန်းနှင့်အမြင့်ထက်ပါသောဘဲမျိုးစုံ၄ ပဲကြီးပဲနီလေးပဲဝါကလပ်ပဲအာတာချက်ပရိုတိန်းအလွန်များသောကြောင့်ဝမ်းပြည့်မှုကိုအချိန်ကြာကြာထိန်းပေးသည်သွေးကျွင်းတကြားဓာတ်ကိုတည်ငြိမ်စေပြီးဆာလောင်မှုကိုထိန်းချုပ်ပေးသည်ထမင်းဆွဲလန်းမှုကိုဖျက်တောက်ရန်လက်တွေ့နည်းပြုဟာထမင်းလျှော့ပရိုတိန်းတူထမင်းလျှော့ပရိုတိန်းတူစားနေကြထမင်းပမာဏကိုတဝက်လျှော့ချပြီးထိုနေရာတွင်အသားငါး ဥပဲပြုတ်ခဲ့သောပရိုတိန်းဓာတ်ကိုနှဆဒုစားပါ။၎င်းကသွေးတွင်တခြားဓာတ်အထက်ကြမဖြစ်အောင်ဓာတ်ဆီးပေးမည်။ဟင်းသီးဟင်းရွက်အရင်စား။ချမင်းမစားမီအရွက်တော့ဟင်းသီးဟင်းရွက်ဟင်းချုံများကိုစားခြင်းဖြင့်ဘိုက်ကိုတဝက်ဖြစ်ထားပါ။သူကသမင်းကိုအလိုအလျောက်ရှော့စားမိသွားမည်။နေကုန်ကျုပ်နောင်တရပါ င့်ရဲ့ထမင်းပေါ်ဆွဲလက်မှုအလေးထားဟာရှေးလူကြီးတွေရဲ့အသိပညာနဲ့ပါမှုကနေဆင်းသက်လာတဲ့ယောဂါတစ်ခုသာဖြစ်ပါတယ်။ထမင်းကိုဆေးဖြတ်တယ်လို့မဖြတ်ချင်ရင်အာဟာရပြည့်ဝတဲ့အစာစာတွေနဲ့အစာထိုးပြီးကျန်းမာတဲ့ဘဝကိုယခုပင်စတင်လိုက်ပါတော့လို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ဘဝအတွက်တန်ဖိုးရှိတဲ့အရာကိုဖြတ်ဖို့မလွယ်ကူပေမဲ့တင့်ရဲ့ကျန်းမာရေးနဲ့အနာဂတ်ကားဖို့အရေးကြီးပါတယ်။ You have